16ရာစုစကော့တလန်ကိုစေကူးထင်းမှမင်းရောင်ကြည့်လိုက်ပါပြည်တွင်းစစ်တွေဘာသာရေးပတ်ချီပတ်ခါဒီနဲ့တော်တော်လေးကိုရှုပ်ထွေးနေတဲ့ကာလတစ်ခုပေါ့အဲ့ဒီလိုရှုပ်ထွေးပွေလီမှုဒီခြားထဲမှာပဲစက်ကျော်လာရဲ့လူဝချစ်ဒီကိုစနစ်တကျဖြစ်မှုကနေတဆင့်ဖော်ထုတ်ဖို့ကြိုးစားခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်ဒီပူကိုကတော့ဂျွန်နီပြားပဲပေါ့သူ့ကိုကြည့်လိုက်ရင်တော်တော်လေးကိုထူးဆန်းတဲ့ဝေရိုဒါဘာသာတစ်ခုကိုတွေ့ရလိမ့်မယ်တယောက်တည်းမှာကိုပဲလုံးဝဆန့်ကျင်ဘက်နှစ်ခုပေါင်းနေတယ်လို့ပဲ သူဟာကဘာပြည့်မယ်နေ့ကိုအတိအကျတွချစ်ခဲ့တဲ့ prophet တူဖြစ်တယ်လို့တိပံပညာရဲ့တိုးတက်မှုကိုအရှင်ဟုံမြင့်ပေးခဲ့တဲ့သင်္ချာပညာရှင်တူလည်းဖြစ်နေပြန်ရောဒီနှစ်ခုကဘလို့များဆက်ဆက်နိုင်မှလဲအဲအဲ့ဒီမိကွန်းကပဲစိတ်ဝင်စားကိုကောင်းတာတကယ်တော့နေပီယာကစိတ်နှခုဖြစ်နေတာမျိုးမဟုတ်ဘူးဗျသူ့ရဲ့ဒီတခြားစီလိုထင်ရတဲ့ကြိုးပမ်းမှုတွေအားလုံးကိုချစ်ဆက်ပေးထားတဲ့ဘုံကြီးမှန်းချက်တစ်ခုရှိနေခဲ့တယ်အဲ့ဒါကိုပဲကျွန်တော်တို့အတူတူလည်လာကြည့်ကြရအောင် အခုအောင်ဟိုးဆရာကောင်းတဲ့တခုပြောရမယ်ဆိုရင်မြေပြားအတွက်သူ့ဘဝမှာအရေးအကြီးဆုံးအလုပ်ကသင်ချာမဟုတ်ခဲ့ဘူးမဟုတ်ပဲမဟုတ်ခဲ့ဘူးသူ့အတွက်အရေးအကြီးဆုံးကဗျာဒိကျမ်းကျက်က Prophet Future တွေကိုဖော်ထုတ်ဖို့ပဲဟုတ်တယ်သူ့ရဲ့တခြားသောသင်ချာဆိုင်ရာအမိမှုတွေငားကြီးရှိပေမဲ့နေပြာကတော့1993ခုနှစ်မှာထုတ်ဝေခဲ့တဲ့ဒီစာအုပ်ကိုပဲသူ့ဘဝရဲ့အမွေအနှစ်အထက်ရှုမြင်နေတာဘာလို့လဲဆိုတော့သူ့အတွက်ကတော့ဒါဟာ ဖျားသခင်ရဲ့စကြဝဠာဆိုင်ရာအစီအစဉ်ကြီးပေါ်ဖောထုတ်နေရတာနဲ့အတူတူပဲလေ။ Ừm ဒီနေရာမှာပဲသူ့ရဲ့တင်ချသမားစေကဘယ်လိုအလုပ်လုပ်လဲဆိုတာစပြီးတွေ့လာတာပြီ။သူကဒီအချိန်မှာယုံကြည်ချက်တွေနဲ့ညှင်းခုန်နေတာမျိုးမဟုတ်ဘူး။သူကကျမ်းစာကိုတက်တွေထခုလိုအသုံးဖြိုပြီးဘာဘီလွန်ဆိုတာတောင်ကုန်းခုနဲ့လုံးပေါ်မှာတည်ထားတယ်ဆိုတဲ့အချက်နဲ့ရောမမျိုးကိုယုတိနေကြကြချိဆက်ပြတဲ့တာ။ဒါကဘာသာရေးလေးလာမှုဆိုတာအထက်တိပိနိကြစုံစမ်းစစ်ဆေးမှုတစ်ခုလုံးနေတယ်လို့ပဲ။ ူ့ရဲ့ချင်းကပ်ပုံကဘလောက်တောင်စနစ်ကျက်လဲဆိုတာကိုဒီမှာကြည့်လို့ရတယ်။ဒါကအချက်လက်တွေကိုစီထားရဲ့ဇာတ်တခုလိုပဲနော်။သူကစမ်းစာကို data အဖြစ်သဘောထားတယ်။သူ့ရဲ့ရှင်းလင်းချက်ကိုခွဲချမ်းစိတ်ဖျားမှုအဖြစ်သဘောထားတယ်။ပြီးတော့နောက်ဆုံးကောက်ချက်ကိုအဖြစ်အဖြစ်သဘောထားခဲ့လား။ပြောရရင်တော့ဘာသာရေးလေးလာမှုမှာကိုသိပ်ပန်ကြီးချက်စဉ်းစားပုံကိုအတုံးချနေတာပဲ။ဒါပေမဲ့သူကဒီလိုရေးဝီရေဟော့ကင်းနေနေပဲရမနေခဲ့ဘူး။နေဗီယာကကဘာကုံဆုံးမဲ့အချင်းကိုအတိအကျတွက်ချက်ခဲ့တယ်။ 1986ခုနှစ်မတိုင်ခင်မှာဖြစ်ကိုဖြစ်ရမယ်လို့သူကဆိုပါတယ်။ဆိုတော့ဒါသူ့အတွက်က theory တက်တက်မဟုတ်တော့ဘူး။တကယ်ကိုနီးကပ်လာနေတဲ့အရေးကြီးဖြစ်ရဲ့ကြီးတစ်ခု ဖြစ်နေခဲ့တာ။ကဲနေပီယာကကျန်းစာတွေကရှုပ်ထွေးမှုတွေကိုစနစ်တကျဖြစ်အောင်ကြိုးစားနေတဲ့အချိန်မှာပဲလောကီကမ္ဘာမှာလည်းအလားတူပြဿနာကြီးတစ်ခု ရှိနေခဲ့တယ်။အဲ့ဒါကတော့ငနန်းတွေရဲ့ရှုပ်ထွေးမှုပါပဲ။ အဲ့ဒီခေတ်ကအသိပညာဟာကြီးမားပြီးအမားများလွန်းတဲ့တွက်ချက်မှုတွေဆိုတဲ့ဝင်ထုတ်ဝင်ပိုးကြီးအောက်မှာနင်းမုန်းတယ်ခဲ့တာပေါ့အဲ့ဒီခေတ်ကနခတ်တပြေရပညာရှင်တယောက်ကိုစိတ်ကူးနဲ့မြင်အောင်ကြည့်လိုက်ပါဂျိုးတလုံးရဲ့လမ်းကြောင်းကိုတွက်ထုတ်ဖို့အတွက်စာမျက်နှာတွေနဲ့ခြည်တဲ့မြန့်ချင်းစားချင်းတွေကိုလက်နဲ့ပဲတစ်ခုချင်းစီလုပ်နေရတာတလားတခါတလေတစ်နှစ်လုံးတောင်ကြာနိုင်တယ်ပြီးတော့အမားသေးသေးလေးတစ်ခုကအရာအားလုံးကိုလွှဲချွာသွားစေနိုင်တယ်အဲ့ဒါကနေပြီးရောက်ချေရှင်းရှင်းခဲ့တဲ့ပြဿနာပဲ ဒီပြဿနာကဘလောက်တောင်ကြီးမားတယ်လဲဆိုရင်အဲဒီခေတ်ရဲ့နှကတာပေရာပညာရှင်ကြီးဂျိုဟန်နက်ကက်ပလာကိုတိုင်တော်မှတွက်ချက်မှုရဲ့ကြာရှည်ပြီးပင်ပန်းကြီးစွာသောလုအားကြောင့်တိပြန်ပညာတိုးတက်မှုနောက်နေနေကြောင်းညင်ညူခဲ့ရတဲ့အထိပဲကဘာကြီးကဖြည့်ရှင်းဤတစ်ခုကိုတခေကိုအတတ်အံလိုအပ်နေခဲ့တဲ့အချိန်ပေါ့အဲ့ဒီလိုအချိန်မှာပဲအဖြေကထွက်ပေါ်လာခဲ့တဲ့ဒါပေမဲ့ထူးဆန်းစာကအဲ့ဒီအဖြေဟာဘယ်ကလာတယ်လဲဆိုတော့ဖယောင်ကြီးရလဲလာနေတဲ့ Scotland Lord Yorkshire ကလာခဲ့တာ တူတီထွန်ခဲတာကတော့တင်ချာတမိုင်းမှာအစွမ်းထဆုံးဖြက်လက်နည်းဒီထေကတခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဒီထွေမှုကတော့ logit တင်ပါပဲ။အခြေခံ idea ကိုပြောရမယ်ဆိုရင်ဒါဟာမော်ပညာလိုပဲ။ပင်မန်ကြီးစွာသောမြောက်ချင်းဒီကိုလွဲလွဲကူကူပေါင်းလိုက်ယုံပဲ။ရုပ်ထွေးတဲ့စာချင်းဒီကိုကြတော့ရိုးရိုးရှင်းရှင်းနှုတ်လိုက်ယုံပဲ။အဲ့လိုပြောင်းလဲပေးတဲ့နီလန်းတစ်ခုပါ။ဒါပေမဲ့ဒီလောက်ရိုးရှင်းတဲ့ idea ရဲ့နောက်ွယ်မှာတော့မယုံနိုင်လောက်စရာ အလုပ်ပမာဏကြီးရှိနေခဲ့တယ်။ နီပီယာဟာဒီလိုဇရားတွေကိုတိဆောက်ဖို့အတွက်နှစ်ပေါင်း20လုံးလုံးနေ့စဉ်နဲ့အမြတ်တွေ့ချက်ခဲ့ရတာပါ။ဒါဟာလူတယောက်ရဲ့ဘဝတစ်လျှောက်လုံးကြီးပါစူးစမ်းအားထုတ်ခဲ့ရတဲ့စိတ်ရှိသေးခါမှုရဲ့တက်တီအစစ်အမှန်ပါပဲ။အဲ့ဒီလိုစူးစမ်းခဲ့ရဂျိုးလည်းနှက်ပါတယ်။အချိုးသက်ရောက်မှုကချက်ချင်းဆိုတယ်လို့ပဲပေါ်လာတယ်။နခထဝေဒပညာရှင်တွေဟာအရင်ကလနဲ့ချီလောက်ရတဲ့အလို့ကိုရက်ပိုင်းအတွင်ပြီးမြောင်နိုင်ခဲ့တယ်။တင်မောတွေဟာပင်လယ်ထဲမှာပို့ပြီးတိကျစွာလမ်းကြောင်းရှာနိုင်ခဲ့တယ်။ နေပြာကတစ်ပန်ဒေါ်လန်ရေးကိုအချိန်မြင့်တင်ပေးလိုက်တယ်လို့ပါပဲဒါပေမဲ့နေပြာကစာမျက်နှာဒီပေါ်ကတီယာရီဒီနဲ့ပဲဂျင်းနဲ့နေခဲ့တဲ့သူမဟုတ်ဘူးသူကသူ့ရဲ့အတွေးခေါ်ဒီကိုလူတိုင်းလက်ထဲမှာဂိုင်းတွင်နိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကိရိယာတွေအဖြစ်ပြောင်းလဲခဲ့တဲ့တီထွင်သူတယောက်လည်းဖြစ်နေပြန်ရောတထောင်ဆောင်မစခုနှစ်မှာသူက Raptorologia ဆိုတဲ့စာအုပ်တအုပ်ခွေခဲ့တယ်အဲ့ဒီထဲမှာအထင်ရှားဆုံးတီထုံမှုပါတော့နောက်ပိုင်းမှာနေပြရရိုးချောင်းများလို့လူသိများလာမဲ့ကိရိယာတစ်ခုပါပဲ ဆိုရရင်တော့အဲ့ဒီခေတ်ကအိတ်ဆောင်ကရန်တစ်ဆက်တစ်ခုလို့ပေါ့ဒါကဘယ်လိုအလုပ်လုပ်တယ်လဲဆိုရင်တကယ်ကိုရိုးရှင်းပါတယ်တွက်ချင်တဲ့ကနန်းကြီးရဲ့အယိုးချောင်းတွေကိုဖြီးချင်းကတ်စီလိုက်ရုံပဲပြီးတော့ဇာကွက်ထဲကကနန်းတွေကိုတောင်းလိုက်ပေါင်းလိုက်တာနဲ့အဖေကအလွဲတကူးထွက်လာရောသူကရှုပ်ထွေးတဲ့စိတ်ပိုင်းဆိုင်ရာတွက်ချင်မှုတစ်ခုလုံးကိုရိုးရှင်းနဲ့ကူရေးပေါက်ထဲတဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ်ပြောင်းလဲပေးလိုက်တာပဲနာမည်သူ့ရဲ့အယိုးချောင်းတွေကအစားပဲရှိသေးတယ်သူကပိုးပြီးရှုပ်ထွေးတဲ့တွက်ချက်ရည်အဆက်တီကိုလည်းဒီဇိုင်းဆွဲခဲ့သေးတယ် စစ်သူဝင်ကုံလိုဇညာကွက်ကောင်းမှာတွက်ချက်တဲ့နီးစနစ်ကိုတောင်ဖန်တီးခဲ့သေးတယ်။အဲစိတ်ဝင်စားစရာကောင်းတဲ့ဘေးလမ်းတစ်ခုအနေနဲ့ပြောရရင်သူဟာသူ့ရဲ့ဉာဏ်ပညာကိုသုံးပြီး first cousin မှာဟွထားရဲ့ယတနာကိုရှာပေးဖို့အတွက်စာချုပ်ချုပ်ခဲ့ဘူးတဲ့ဆိုတာပဲ။ကောင်းပြီဆိုတော့ကဘာပြတ်မဲ့နေ့ကို တွက်တဲ့ prophet နဲ့သင်္ချာပညာရှင်ဒီတယောက်တည်းမှာရှိတဲ့လူနှစ်ယောက်ကိုဘယ်လိုပြန်ပြီးပေါင်းဆက်ကြည့်မလဲ။အဖန်တရားကတော့သူတို့ကအစကတည်းကတီးခြားစီမဖက်ခဲ့ဘူးဆိုတာပါပဲ။သူ့ရဲ့ချိုးပန်းမှုတိုင်း ဘာလာရီဖြစ်ဖြစ်တင်ချဖြစ်ဖြစ်အလုံးရဲ့နောက်ွယ်မှာပုံရည်မှန်းချက်တစ်ခုပင်ရှိခဲ့တယ်။အဲ့ဒါကတော့စနစ်တကျဖြစ်မှုကိုရှာဖွေခြင်းပဲ။ကျန်းစာထဲကဖျားသခင်ရဲ့စနစ်တကျအစီအစဉ်ကိုဖော်ထုတ်တာပဲဖြစ်ဖြစ်တွက်ချက်မှုတွေထဲကရှုပ်ထွေးမှုကိုဖြည့်ရှင်းပေးတဲ့စနစ်တစ်ခုကိုဖန်တီးကြပဲဖြစ်ဖြစ်အလုံးဟာကမ္ဘာကြီးရဲ့အခြေခံကြတဲ့ယုတ်တိကိုစီးမြင်းကိုရှာဖွေနေခြင်းပါပဲ။ဒီတော့နောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုကျန်ခဲ့တယ် ကျိုနီပီယာရက်တင်းချဆိုင်ရာတေချမှုကိုရှာဖွေခြင်းဆိုတာကတော့တကယ်တော့ဖျားသခင်ရဲ့စစ်တော်ကိုဖတ်ရှုဖို့ကြွန်းစားတဲ့နောက်ထပ်နီလန်းတစ်ခုများဖြစ်နေကြမလား